အဲ့တော့ဒီနေ့ကနေသားသမီးရဲ့အနေနဲ့ပေါ့နော်ဒီ match လာ16ရက်နေ့ကနေ22ရက်နေ့အတွင်းမှာဆိုရင်တော့အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့လက်ရှိအလုတ်ကလေးတွေကအနေငယ်ချက်တန်နေလိမ့်မယ်အဲ့တော့တေချာပေါ့ အဆင်ပြေစေမဲ့အလုပ်ကိစ္စတွေတော့မှပဲလွဲချော်နေတတ်တာအလုပ်အဆင်မပြေတာလေးတွေဖြစ်တတ်တယ်။လုပ်ငန်းထဲမှာချင်းမောမှုလေးတွေရှိတယ်။ပြီးတော့မိမိကဝန်ထမ်းလုပ်နေတယ်ဆိုရင်လည်းမိမိလုပ်နေတဲ့ကုမ္ပဏီမှာတော့လည်းကောင်းရုံးမှာတော့လည်းကောင်းအတိုက်အခံလုပ်ဖို့ပိုင်ဘက်တွေနဲ့အဆင်မပြေတာတပားသူကကိုယ့်ကိုတမင်၆တောနာ ကြောက်ချတာမျိုးလေးခံရတတ်တဲ့အလုံးမှာအနေငယ်ရမ်းအန်ဒီရဲ့လေးတွေပေါ်နေတတ်ပါတယ်။ကိုပိုင်စီးပွားရေးလုပ်နေတဲ့ဒနီမနီသားသမီးတွေရှိရဆိုရင်လည်းအခုတစ်ပတ်တာအတွင်းမှာအရောင်းဝယ်လေးတွေပါနေတတ်တယ်။အလုံးအစမပြေမှုလေးတွေကြုံရတတ်တယ်။တိတ်ပြီးတော့ရရဆဆတော့မဟုတ်ဘဲနဲ့အမျက်အစွန်းတွေတော့တိတ်မရတာမျိုးအရင်ရယုံတော့ရောင်းရတဲ့အနေအထားမျိုးလေးဖြစ်တတ်ပါတယ်။အရောင်းဝယ်လေးတွေအေးနေတဲ့အချိန်ခုဖြစ်ပါတယ်။ ငွေချင်းနဲ့ပတ်သက်ပြီးတော့ငွေချင်းကူညီမှုတွေရရှိလာနိုင်မယ်။အဲ့တော့ခုနကတည်းကအလုပ်တွေဒါအဆင်မပြေတာမိမိရစရာရှိတဲ့ငွေတွေရရှိလာနိုင်မယ်။ စုံမီလို့ထင်တဲ့ငွေတွေလည်းပြန်လေရရှိလာမှာဖြစ်ပြီးတော့လက်လာပါတော့အုံးများပါလိမ့်မယ်တခုပဲရှိပါတယ်ဒီနေ့မနေသားသမီးတွေအနေနဲ့အခုတစ်ပတ်တာအတွင်းမှာစိတ်ကိုအတက်နိုင်ဆုံးပျော်အောင်နေပါပျော်အောင်ထားပါအဲ့တော့မိမိရဲ့စိတ်ကပျော်ရွှင်အောင်နေမယ်ပျော်ရွှင်အောင်ထားမယ်ဆိုရင်တော့ကံကောင်းခြင်းတွေမိမိစီကို ရောက်ရှိလာမှာဖြစ်ပါတယ်ငွေကြီးလက်လာပါနဲ့ပတ်သက်ပြီးတော့လေပျော်ရွှင်ရပါလိမ့်မယ်အဲ့တော့လက်ရွှင်လာပါလိမ့်မယ်ရှင် အချင်းရဲ့အချင်းမှာတော့မိမိချစ်သူကမိမိကိုချော့တခါချော့တလဲနဲ့အအစင်ပြေလိုက်မပြေလိုက်ဖြစ်နေတဲ့တဲ့အင်အောင်ကြီးမှာဆိုရင်လည်းအင်အောင်ပန်းလေးကဒီကနေ့စကားများမယ်မနှက်ဖန်ချစ်နေမယ်အနောက်တနေ့ကျတော့ပြေသနာရရဲ့ထပ်ပြီးဖြစ်လာပြန်ရောအဲ့တော့တယောက်နဲ့တယောက်ပေါင်းမှုတာလေးတွေကနေစကားကြောက်ကစားလေးတွေဖြစ်တတ်တယ်ပြီးသွားရင်အေးသွားလိမ့်မယ်ဆိုရင်ကြတော့မရှိဘူးလမ်းခွဲရတဲ့အခြေအနေတွေချီလည်းမရှိပါဘူးအဲ့တော့အခြေအနေအင်အောင်လေးမှာတော့90 90ဖြစ်နေပါတယ် ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တဲ့ဒီတင်းနှင်းနေသားသမီးတွေကဒီတစ်ပတ်တာအတွင်းမှာရေချိုးမှတ်တတ်တယ်ပြီးတော့လက်မှာထိခိုက်ထန်ရာလေးတွေရရှိတတ်တယ်လက်နဲ့ပတ်သက်တဲ့ဝေဒနာလေးတွေခံစားတတ်တယ်လက်ကိုင်မယ်လက်နာမယ်လက်အဆင်မြင်လေးတွေကြောင့်ဉာဏ်နာမျိုးလေးတွေဖြစ်တတ်တယ်ရေချိုးမှတော့အေးပတ်တာလေးတွေဖြစ်တတ်တယ်ဆူဆူဝါရော မရှိပါဘူးရှင် ကျွန်ုပ်နေသားသမီးရဲ့အနေနဲ့ match လာ16ရက်နေ့ကနေ22ရက်နေ့အပြည့်မှာဆိုရင်အရင်းကြီးကိစ္စတွေပြုလုပ်ရင်ဝတ်ဆင်ရမယ်အကျိုးပေးအကြောင်းကအဝါညွံ့ရောင်လေးပဲဖြစ်ပါရဲ့ရှင်အဲ့တော့ထီကန်ဆက်မယ်ဆိုရင်လည်းကျွန်ုပ်နေသားသမီးတွေကဒီတစ်ပတ်တာအတွင်းမှာထီကန်အထူးကောင်းမွန်နေပါတယ်ကံကောင်းစီမဲ့အကျိုးပေးခြင်းနဲ့ကတော့ ၃ခဏ၊၃ညခဏလို့ပဲဖြစ်ပါရဲ့ရှင်။ဒီနေ့မနေ့သားသမီးရဲ့အနေနဲ့ match လား၁၆ရက်နေ့ကနေ၂၂ရက်နေ့အတွင်းတပတ်တာလုံးမှာကံကောင်းလက်ရှင်စီကိုပြုလုပ်ရမယ်ရည်ရည်ပါ။ မိမိတို့ရဲ့နေအိမ်ကဘုရားမှာအဖြူရောင်ပန်း၃ပွင့်ပြုရန်ပေးရပါမယ်။ပြီးတော့လို့ရှိရင်လက်ဖက်အရည်ချိုချို၃ခွန်းနဲ့လာမုံ၃ခုပြုရန်ပေးရပါမယ်ရှင်။တကယ်လို့လာမုံမရတဲ့သူတွေဆိုရင်တော့ရှောက်ယူလေး၃ပကံပြုရန်ပေးလိုက်မယ်ဆိုရင်တော့ဒီနေ့ကနေသာသမီတွေအနေနဲ့ကံညံခိုက်ပြီးပြပြပြီးကံစာတာတွေပွင့်လန်းထုတ်တက်လာမှာပဲဖြစ်ပါရဲ့ရှင်။အားလုံးတို့မိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်း နေနဲ့ပြည့်စုံကြပါစေ။ဘုရားဆန္ဒနဲ့ပြည့်ဝကြပါစေလို့ဆုမွန်ကောင်းတောင်းပန်ရပါတယ်ရှင်။မတ်လ16ရက်နေ့ကနေ22ရက်နေ့အတွင်းမှာတနင်္လာသားသမီးရဲ့အနေနဲ့ကကြတော့အလုတ်ကံကိုစတင်ပြီးဟောပြောပေးသွားပါမယ်။အဲ့တော့တနင်္လာသားသမီးတွေဒီဒီဘက်တာအတွင်းမှာအလုတ်နဲ့ပတ်သက်ပြီးတော့ပျော်ရွှင်ချမ်းချမ်းမြေ့ဖွယ်ရ အကြောင်းလေးကြားရမယ်အလုပ်တွေရှိဖို့တအောင်လို့တို့တက်လိမ့်မယ်အလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေအောင်မြင်မယ်မိမိကအဆင်မပြေဘူးလို့ထင်တဲ့အလုပ်ကိစ္စတွေလည်းထိတ်တန့်ဖို့ရောက်သွားမယ်အဲ့တော့ရည်ရွယ်ချက်ကြီးကြီးမားမားလေးတွေလှုပ်ထားဖြစ်တယ်ဆိုရင်ဒီတစ်ပတ်တာအတွင်းမှာအလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့အထမြောက်အောင်မြင်လိမ့်မယ်လုပ်ငန်းထဲမှာဆိုရင်လည်းလုပ်ဖို့ကိုင်းပက်တီးယားမိမိကိုအရေးပေးတာမိမိပေါ်ဘီယူဆိုင်တာမျိုးလေးတွေကြုံရပါလိမ့်မယ်တခုရှိတာကတော့အလုပ်နဲ့ပတ်သက်ပြီးတော့အလုပ်ထဲမှာမိမိကို လှည့်ပြားမယ်အမျိုးသားတယောက်နဲ့တော့ကြုံရဆုံရပါလိမ့်မယ်ရှင်အဲ့တော့ကိုပိုင်းစီးပွားရေးလုပ်နေတဲ့တနင်္လာသားသမီးတွေရှိရဆိုရင်တော့ဒီဘက်တာအတွင်းမှာအယောင်ွေတွေအထူးကောင်းပုံပါလိမ့်မယ်အမြင်အဆွန်တွေများများရလိမ့်မယ်အဲ့တော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပျော်ရွှင်ရမယ့်အခြေအနေလို့မြင်ပါတယ်ရှင် ငွေကြေးတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲဝင်ဝင်နှစ်ခုလုပ်ငန်းနှစ်ခုဖြစ်ပါလိမ့်မယ်အဖက်ဖက်ကနေငွေတွေဝင်လာလိမ့်မယ်အဖို့တန်တဲ့လက်ဝတ်ရည်နာရီတော်ဒီတစ်ပတ်တာအတွင်းမှာစုမိဆောင်မိမဲ့အနေအထားမျိုးလေးတွေတွေ့ရပါတယ်အဲ့တော့လက်လာပါတွေပေါများနေလိမ့်မယ်အလုတ်ကန်းတွေအဆင်ပြေလိမ့်မယ်တစ်ခုပဲရှိတယ်ဘာသာရေးစာအုပ်တွေကိုမိမိရဲ့အနီးနားမှာစောင့်ထားပါ အားရင်ဘာသာရေးနဲ့ပတ်သက်တဲ့ခါရာတွေကိုရုပ်ဖတ်ပူဇော်ပေးပါအဲ့တော့အလကားမနေပါနဲ့အပြော်အပါးတွေအယမ်းမလိုက်စားပါနဲ့ င်ဒါမှသာဒနင်းလာသာသမီးတွေကအခုကောင်းတယ်လို့ပြောတဲ့ကံတွေကပုံမှန်ပြီးတော့ကံတွေတက်လာမှာဖြစ်ပါရဲ့ရှင်အဲ့တော့အလုတ်ကံဝင်ကြီးကပြောစရာမရှိပါဘူးအချီရည်တဲ့တခုတော့ရှိတယ်ဒနင်းလာသာသမီးရဲ့အနေနဲ့ဒီဘက်တာအတွင်းမှာမိမိချစ်သူကလမ်းခွဲသွားတဲ့အနေအထားမိမိချစ်သူကထားခဲ့တဲ့အနေအထားမျိုးလေးကြီးတော့တွေ့နေရပါတယ်အဲ့တော့ချစ်သူထားခဲ့ခံရတာမျိုးတို့မဟုတ် မိမိတယောက်တည်းနေခြင်းနဲ့စိတ်တွေဖြစ်ပေါ်လာတတ်တဲ့ချစ်သူနဲ့ရှေ့မဆက်ချင်တော့တဲ့အနေအထားလေးတွေဖြစ်တတ်တယ်။အင်တော်ကြီးမှာဆိုရင်လည်းဒီလိုပါပဲ။မိမိရဲ့အင်တော်ဘက်ကအိမ်ဘွားဆင်းသွားတာမျိုးဓမ္မမမိမိနဲ့မျက်နှာချင်းဆိုင် နော်ဆိုင်လို့မရဘူးအဲ့တော့သူ့အနေနဲ့ကိုယ်ကိုကြည့်လို့မရနေဘူးမျက်စိထဲမှာအဆင်မပြေနေဘူးကိုကလည်းသူ့ကိုကြည့်လို့မရနေဘူးအိမ်တော်ရဲ့မှာတောင်းနေတယောက်ပြဿနာတွေကတော့ကစားဖြစ်နေပြီးတော့တောင်းနေတယောက်အအတူတူမနေရတဲ့အနေအထားမျိုးလေးတွေတွေ့နေရပါတယ်အနည်းငယ်တော့ view site ပေးပါနာမခွဲကျင်တဲ့သူတွေရှိရဲဆိုရင်ပေါ့နော်ဂျမ်းမာရေးတဲ့ဂျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဒီနေ့လာသားသမီးရဒီဘက်တာအတွင်းမှာချော်လေးတက်တယ်ပြင်လန်းမှာထိမိခိုင်မိစိုက်ကားတို့စပိန်တို့ဆိုင်ကယ်တို့ အဲကာရုနဲ့ထိမိခံနေဖြစ်တတ်တယ်အမြင့်တနေရာနေလေကအနေပြုတ်ကြတာချော်လဲတာချော်ကြတာမျိုးလေးတွေ ဖြစ်တတ်တဲ့အနေငယ်ကင်းယူဆိုင်ပေးပါရင်ဆက်ရှိတဲ့နေရာတွေကိုတိတ်ပြီးတော့မသွားပါနဲ့ဒါဆိုရင်တနင်္လာသာသမီရဲ့အနေနဲ့ကအခုတစ်ပတ်တာလုံးအတွင်းမှာအရာရာကိုလုပ်တဲ့အခါမှာစိတ်အေးအေးလေးနဲ့စဉ်းစားဆုံးဖြတ်ပြီးတော့လုပ်မယ်ဆိုရင်ကိစ္စရဲ့အတိုင်းအခြေရေးအိမ်တော်ရေးကစလို့ကျန်းမာရေးအဆုံးကိစ္စရဲ့အတိုင်းဒီမိမိဘက်မှာပဲအသာစီးရသွားမှာဖြစ်ပါလိမ့်မယ်အဲ့တော့လုံး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 နဲ့မဆုံးဖြတ်တဲ့မှာဘူးနောက်တစ်ခုကတနင်္လာသာသမီရဲ့အနေနဲ့ မတ်လ16ရက်နေ့ကနေ22ရက်နေ့အတွင်းမှာအရေးကြီးကိစ္စတွေပြုလုပ်ရင်ဝတ်ဆင်ရမယ်အကျိုးပေးရောင်ကကြက်သွေးရောင်ပန်းရောင်ဖြစ်ပါတယ် ထီကန်ဆန်းတဲ့အခါမှာအကျိုးပေးစင်မဲ့ထီကနန်းက၄ကနန်း၊တုံညာကနန်း၊တိကနန်းတို့ပဲဖြစ်ပါရဲ့ရှင်။ဒီနေ့ဟာသာသမီတွေအနေနဲ့ဒီတစ်ပတ်တာလုံးအတွင်းမှာကံကောင်းလက်ရှင်ခြင်းနဲ့ဆိုရင်ဖြင့်မိမိတို့ရဲ့နေအိမ်ကဖရာမှာအနီအောင်ပန်း၄ပွင့်လူရန်ပေးရပါမယ်။ပြီးရင်စီးဖြော်ရေးကိုဖန်ခွက်တိတိလေးနဲ့၄ခွက် လူရန်ပေးပါ။အခုအချိန်ဆိုရင်ကြံရည်တွေလည်းပေါ်နေပါတယ်။အဲ့တော့ကြံရည်ဖန်ရည်လေးကောင်းအောင် ြံရည်လေးလေးခွက်လှူဒန်းမယ်ဆိုရင်လည်းပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဒီနှမျိုးတွေကမိတ်ဆွေတို့အနေနဲ့အဆင်ပြေတဲ့ကြေရည်လေးကိုပြုလုပ်နိုင်ပါတယ်အားလုံးသောမိတ်ဆွေပေါင်း ဒီရေဒီယာလေးတွေပြုလုပ်ပြီးဒီဟော့စတန်ဒီနားထောင်ပြီးတော့မိတ်ဆွေတို့အတွက်ကောင်းသောဟော့ချက်တွေကအပြည့်အဝမှန်ကန်နေပြီးတော့မကောင်းတဲ့ဟော့ချက်တွေကတက်တက်ဆင်အောင်လွယ်ပါစေလို့ဆ iam ထားတဲ့ဇနီးကမိတ်ဆွေတို့ကိုဒီနေရာကနေစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်အားလုံးသောမိတ်ဆွေပေါင်းစပ်ချမ်းသာခြင်းကိုကြံ့မာခြင်းတွေနဲ့ပြည့်စုံကြပါစေလူရန်ဆန္ဒတွေပြည့်ဝကြပါစေလို့စုမုံကောင်းထမံပို့တာပေးလိုက်ပါတယ်ရှင် အင်္ဂါသမီးတွေရဲ့ဒီဒီဘက်တာအတွင်းအလုပ်ကံပေါ့နော်အဲ့တော့အင်္ဂါသမီးတွေရဲ့ဒီဒီဘက်တာအတွင်းအလုပ်ကံဟာဆိုရင်ဖြင့်အလုပ်နဲ့ပတ်သက်ပြီးတော့အလုပ်ထဲမှာမနာလိုတဲ့အတိုက်ခံလေးတွေအနေငယ်ရှိရဲအလုပ်နဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေကြုံရတတ်တဲ့တေချာတလို့ရှိနေတဲ့အလုပ်ကိစ္စတွေတော့လွဲချော်သွားတတ်တယ်ရစရာရှိတဲ့လုပ်ငန်းကိစ္စတွေကမိမိစီကိုရောက်မလာဘဲနဲ့သူတို့အစီကိုရောက်သွားတာမျိုးလေး အလုံးနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေအနေငယ်ကြုံရနိုင်ပါတယ်။ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့အင်္ဂါသားသမီးတွေရှိရဆိုရင်လည်းအယောင်ဝယ်တွေအင်းနေလိမ့်မယ်။အဲတော့ငွေတွေမိမိ ATM ပဲစိုက်ထုတ်နေရတဲ့အနေအထားမျိုးတွေကြုံရပါလိမ့်မယ်။အဲတော့လုပ်ငန်းထဲမှာတော့အဆင်မပြေမှုတွေအနေငယ်စိတ်ညစ်စရာရှိပါတယ်။ဒါဆိုရင်ဒီအင်္ဂါသားသမီးတွေအနေနဲ့ကဒီတစ်ပတ်တာအတွင်းမှာအလုပ်ကိုင်ဒီအဆင်ပြေခြင်းနဲ့ဆိုရင်မိမိရဲ့နေအိမ်ကဖျားမှာအင်္ဂါနေ့မနက်9:45မှာ ချွေပကံများတစ်ချက်ချဲကိုလက်ဖက်အသားလေးအဖြူတဲ့အတိုင်းပဲပေါ့နော်လက်ဖက်အသားကြီးပဲစီစားပါစရာမလိုပါဘူးလက်ဖက်အသား၅ပုံထည့်ယူပြီးတော့ ိမိတို့နေရဗျာမှာလှုပ်ပေးလိုက်ပါအလုတ်ကန်ဒီအဆင်ပြေစေဖို့ဆုတောင်းပေးပါဒါဆိုရင်ခုနကတော့အလုံးနဲ့ပတ်သက်တဲ့ဆိုရဲအញ្ញံတွေမရှိဘဲနဲ့အဆင်ပြေတော့ပါလိမ့်မယ်ရှင်အဲငွေကြီးတဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့လေဝင်ငွေလည်းရှိတယ်ထွက်ငွေလည်းများမယ်ဒါပေမဲ့ဝင်ငွေကနေပြီးတော့ထွက်ငွေကပုံများနေတဲ့အနေအထားလေးတွေတွေ့ရတဲ့လိုငွေကြီးဆုံးရှုံးမှုလေးတွေလည်းဖြစ်နိုင်တယ်ဘာမှုတာလေးတွေနဲ့ပတ်စံနေအထွက်များတာဘာမှုတဲ့ကိစ္စလေးတွေအတွက်ငွေတွေအလိန်ခံရတာမိမိစ စီယောဝေးအကူညီတောင်းမဲ့သူတွေချီးမဲ့သူတွေပြီးရင်လိမ်မဲ့သူတွေရောက်လာတဲ့တာမျိုးလေးတွေဖြစ်တဲ့တဲ့ငွေကြေးဆုံးရှုံးမှုလေးတွေအနေငယ်ရှိပါတယ်သတိထားပြပါအချင်းတဲ့အချင်းနဲ့ပတ်သက်ရင်အင်္ဂါသားသမီးရဲ့နည်းနည်းဒီဘက်တာအတွက်မှာအချင်းနဲ့အင်တော်ကြီးရတယ်အဲ့လိုပါပဲ90 90ဖြစ်နေပါတယ်မိမိချစ်သူကမိမိရဲ့အပေါ်မှာ စုံမမဲချဲလဲမဲဘူကြမဲပြက်ကနာတွေတစ်ခုပြီးတစ်ခုမမိစီကိုတဲလာမဲပြီးတော့လည်းသူအားပဲအနိုင်ယူခြင်းစိတ်နဲ့ကို့အပေါ်အနိုင်ယူပူကြနေလိမ့်မယ်ဒီလိုပဲအင်တော်ရင်မှာဆိုရင်လည်းအင်တော်ဘက်ကကို့အပေါ်ကိုပူကြမယ်အနိုင်ယူမယ်အဲ့တော့စိတ်မရှိဘူးလားမဟုတ်စိတ်ရှိတယ်ဒါပေမဲ့သူကဘူဖြစ်ချင်နေတာဆိုတော့ပြီးပြီးတော့ဖြစ်လိုက်ပါလို့အဲ့တော့အင်္ဂါသာသမီးရဲ့အနေနဲ့ဒီဘက်ကတွင်မှာအင်တော်ရင်အခြေအရာလည်းအနည်းငယ်ဘရောက်ကစားလေးဖြစ်နိုင်တယ်အဲ့တော့မိမိဘက်ကနေအလျှော့ပေးလိုက်မယ်ဆိုရင်တော့ဒီအင်တော်ရင်ပဲဖြစ် ဖြစ်အခြေပဲဖြစ်ဖြစ်အေးချမ်းသွားပါလိမ့်မယ်အဲ့တော့မိမိကအနိုင်ယူဖို့မစင်ကားပါနဲ့အရှုံးပေးလိုက်တာလေအနိုင်ရခြင်းတစ်မျိုးပါပဲဒါကပြဿနာကိုသိသွားစီမဲ့အခြေပါတကယ်လို့များအဲ့လိုမဟုတ်ဘူးဆိုရင်ဒီဒီဘက်တာအတွင်းမှာအခြေအိမ်တော်ရသူ့နဲ့ကိုယ်နဲ့ကရောက်ကဆရဖြစ်နေရနေပြီးတော့ဂျာအနောက်အရှက်ကလေးတွေဝင်လာပါလိမ့်မယ်အနည်းငယ်စွန့်ရပါရဲ့ရှင် တော့ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အင်တာကားသမီးတွေကဒီတစ်ပတ်တာအတွင်းမှာတော့စိုးရိမ်စရာမရှိဘူး။ဒါပေမဲ့မိမိတို့အိမ်မှာကလေးငယ်တွေရှင်ကလေးငယ်တွေအမြင်ကနေပြုတ်ကြတာလဲကြတာအုတ်နေရတဲ့ခေါင်းနဲ့စောင့်မိတဲ့အနေအထားမျိုးတွေကြုံရတတ်တဲ့တစ်ခုရှိရဲအေးပတ်တဲ့ဝေဒနာလေးတွေကြောင့်အစင်မြေကိုက်ခဲတာအကျော်တွေတက်တာအာယုံကျော်တွေအားနေတာလေးတွေဖြစ်တတ်ပါတယ်။အဲ့တော့အင်တာကားသမီးတွေအနေနဲ့မတ်လ16ရက်နေ့ကနေ22ရက်နေ့အတွင်းမှာအဓိက ကအလုတ်ကန်ကန်နေငွေကြီးကန်နေကောင်းဖို့ဆိုလို့ရှိရင်ဘာသာရေးမြန်မြန်လို့ပါယဟန်တန်မာရီကိုခုံးတော်ကြီးကိုဆုံးကပ်ပေးပါဒါဆိုရင်ကန်နေပို့ပြီးတက်လာနိုင်မယ်အဲ့တော့အရေးကြီးကိစ္စတွေပြုလုပ်နေဆိုရင်ဝစ်စင်ရမယ်အချိုးပေး အရှောင်းလက်ကီးကာလာ လက်ရှင်စီမဲ့ကာလာကကြတော့အနီရောင်ဖြစ်ပါတယ်။ကံကောင်းစီမဲ့အကျိုးပေးစီမဲ့ခြေကနန်းက9နှစ်ဖြစ်ပါတယ်။အင်္ဂါသမီးရည်ဒီတပတ်တာလုံးမှာကံကောင်းလက်ရှင်စီဖို့ဆိုရင်မိမိတို့ရဲ့နေအိမ်ကဖျားမှာနှင်းစီပန်းအနီရောင်9ပွင့်လှူဒန်းပေးပါပြီးသွားရင် ပေါင်မုံကိုစတော်ဘယ်ရီရိုတုတ်ထားတာလေငါးချက်လူရန်ပေးပါဒါဆိုရင်အင်္ဂါသားသမီးတွေအနေနဲ့ကံအញ្ញံခိုက်ကြွပြပြောက်ပြီးကန်စာတာတွေပွင့်လန်းတုတ်တက်လာမှာပဲဖြစ်ပါတယ်မိစေများအားလုံးတွင်ဆင်မအခုဟောပြောပြီးပါတယ်ဟောပြောချက်တွေကမကောင်းသောဟောချက်တွေသည်တက်တက်ဆင်အောင်လွယ်ပြီးတော့ကောင်းသောဟောချက်တွေသည်မိစေတို့ထံသို့အမြန်ဆုံးရောက်ရှိလာပါစေ တက်တက်ဆင်အောင်မှန်ပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။မိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေ။လူရဆန္ဒရေပြည့်ဝကြပါစေရှင်။ ဘုံမူတာသမီးရဲ့အနေနဲ့ဒီတစ်ပတ်တာအတွင်းမှာအလုံးနဲ့ပတ်သက်ပြီးတော့လက်ရှိအလုပ်ကနေပြောင်းချင်တာဒါမှမဟုတ်အလုံးထုတ်ခံရတာမျိုးတွေဖြစ်တတ်တယ်။အလုပ်ထဲမှာအဆင်မပြေမှုတွေကြုံရတတ်တယ်။ရန်အန်ဒီရဲ့အတိုက်ခံတွေကြုံရတတ်တယ်။သူတစ်ပါးကမိမိကိုမကောင်းသောအတိုက်ခံမကောင်းသောအချက်တွေနဲ့ပြုလုပ်တာပြောဆိုတာသဘုတ်လေးလေးပြောတာမျိုးတွေခံရတတ်ပါတယ်။အနေငယ်တတိထားပြီးပါနောက်တစ်ခုကသူတစ်ပါးကျွေးတဲ့အစာတောက်တွေကိုဒီတစ်ပတ်တာအတွင်းမှာမဆာ ားမိပါစေနဲ့အစာမစင်မဖြစ်တတ်ပါရဲ့ကိုယ်ပိုင်စီမားရေးလုပ်နေတဲ့ဘုံဘူးသားသမီးရရှိရဆိုရင်လေဒီတစ်ပတ်တာအတွင်းမှာအယောင်းဝယ်ရင်းအင်းဒီမှာဖြစ်ပြီးတော့မိမိဘက်ကနေအရင်နေ့စိုက်ထုတ်ရတာအရှုံးနေပေါ်နေတာမိမိကပဲငွေအိတ်ဆိုင်နေရတဲ့အနေအထားမျိုးတွေကြုံရနိုင်ပါတယ်အထူးကိယူဆိုင်ပေးစေချင်ပါတယ် အဲ့တော့ငွေကြေးငွေကြေးနဲ့ပတ်သက်ပြီးတော့ဗိုလ်ဒုသားသမီးတွေကတခုတော့ရှိတယ်ငွေကြေးအကူအညီကောင်းတွေတော့ရရှိလာနိုင်မယ်လက်လာပါတော့ပေါများနေနိုင်မယ်ပျော်ရွှင်မွေရာခီးတွေပွားရတဲ့ငွေကိုအကြောင်းပြုပြီးတော့လည်းခီးတွေထွက်ရတတ်ပါတယ် အချီးအိမ်တော်ကြီးအချီးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဘုရုသသမီးကြီးရဲ့ဒီတစ်ပတ်တာအတွင်းမှာသူနဲ့ကိုနေကစစ်တိုက်တယ်လို့မျိုးပဲဟိုဘယ်လိုပြောရမလဲတယောက်နဲ့တယောက်ကဂရောင်းကစားဖြစ်လိုက်တယောက်ကအနာယူလိုက်တယောက်ကအရှုံးပေးလိုက်တယောက်ကအနာယူလိုက်တယောက်ကအရှုံးပေးလိုက်နေပဲဖြတ်တန်းနေရတယ်တဲ့အိမ်တော်ကြီးမှာဆိုရင်ဒီလိုပဲအိမ်တော်ဘက်ကမမိပေါ်မှာအနာယူပူကြအရာကိုကအလျှော့ပေးလိုက်အစင်ပြေသွားမယ်ဒီလိုပဲမမိကအနာယူပူကြတဲ့ခါကျရင် तू ကအလျှော့ပေးတာမျိုးလေးတယောက်နဲ့တယောက် ဘောလုံးတစ်လက်နှစ်ပြန်တစ်လက်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်နေကြပါတယ် ျမအေးကျမအေးနဲ့ပတ်သက်ပြီးတော့ခုနကအရှိမပြောပြတဲ့အလုံးနဲ့ပတ်သက်ပြီးသူတော်ဘာ၆တွန်းတာခံရတတ်သလိုပဲသူတော်ဘာကမကောင်းတဲ့အတက်တည်းနဲ့ပြုလုပ်တတ်သလိုပဲကျမအေးမှာဆိုရင်လည်းဒီမှာကြာနေတဲ့ကကတတိယရဲဖြစ်နေပါတယ်ဘယ်လိုမျိုးလဲဆိုတော့ကျမအေးနဲ့ပတ်သက်ပြီးတော့လေသူတော်ဘာကမိမိကိုမကောင်းတဲ့အတက်တည်းနဲ့ပြုစားတာမကောင်းအောင်စီမံဆောင်ရွက်ထားတာတွေပြုလုပ်ထားတာတွေအစာမိစင်းမိအောင်၆တွန်းထားတာတွေဒါမျိုးလေးတွေဖြစ်တတ်တယ် တော့သူတို့ဘာမှမကြီးမကောင်းကြံတတ်တဲ့အထူးတလိထားပါမယ်ပေါ့နော်အဲ့တော့အိမ်မဆိုးတွေလည်းမတ်နေတတ်ပါတယ်ဒါဆိုရင်ဒီဘုံတို့သားသမီးတွေကဒီဘက်တာအတွင်းမှာအရေးကြီးကိစ္စတွေပြုလုပ်ရင်ဝတ်ဆင်ရမယ်အကျိုးပေးအကြောင်းကအဝါမှုရောင်ရဲ့အဖြူရောင်ရဲ့ဖြစ်ပါတယ်ကံကောင်းစေမယ်အကျိုးပေးစေမယ်ခြေကနန်းက၁၄၅၅ဖြစ်ပါတယ်ကံကောင်းလက်ရွှင်စေဖို့ဆိုရင်ဗုဒ္ဓသာသမိအနေနဲ့ဒီဘက်တာလုံးအတွင်းမှာပြုလုပ်ရမယ့်ယေရီယာက မိမိတို့ရဲ့နေအိမ်ကဖျားမှာအဖြူရောင်ပန်း14ပွင့်လူရန်ပေးရမယ်။ဘာပန်းဖြစ်ဖြစ်ရပါတယ်။မင်းစီပန်းမဟုတ်လို့တခြားပန်းလည်းရပါတယ်ရှင်။အဲ့တော့အဖြူရောင်ပန်း14ပွင့်လူရန်ပေးမယ်။ပြီးတော့လို့ရှင်ရင် ကိုယ်ရီခောက်ဆွဲတပွဲလူရန်ပြီးပါကိုယ်ရီခောက်ဆွဲမရတဲ့သူတွေအနေနဲ့ကတော့ရွှေကြည်စနွင်းမကင်းငါးတုံးလူရန်ပေးရပါမယ်အဲ့တော့ဒီလိုမျိုးလေးတွေလူရန်လိုက်မယ်ဆိုရင်ဘုံသူသားသမီးတွေရဲ့ခုနကညံ့နေတဲ့ကံညံ့ခိုက်လေးတွေကအနည်းငယ်ပြေပြောက်သွားနိုင်ပြီးတော့ ကန်စာဓာတ်တွေပွင့်လန်းတိုးတက်လာမှာပဲဖြစ်ပါတယ်။အားလုံးသောမိတ်ဆွေပေါင်းတွင်အခုဆရာမဟောပြောပေးပါတယ်ဟောပြောချက်တွေကလည်းမကောင်းသောဟောချက်တွေကတက်တက်ဆင်အောင်လွှဲပြီးတော့ကောင်းသောဟောပြောချက်တွေဒီမိတ်ဆွေတို့အတွက်သိကြပါမလွှဲအကန်ရရှိပါစေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။မိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကျေးမှခြင်းနဲ့ပြည့်စုံကြပါစေ။လူရဆန္ဒတွေပြုပါကြပါလိမ့်ရှင်။ဇရာဝိသားသမီးရဲ့အနေနဲ့ ဒီ match လား16ရက်နေ့ကနေ22ရက်အတွင်းမှာအလုတ်ကင်ကိုစတင်ပြီးပြောပြရမယ်ဆိုရင်အလုတ်မှာနားလည်မှုလေးတွေလွဲချက်တွေအလုတ်နဲ့ပတ်သက်ပြီးတော့မိမိကိုယ်တိုင်ကိုကအလုတ်ကိုရှေ့ဆက်မတိုးချင်တော့တာအလုတ်ကနေထွက်ချင်တာမျိုးလေးတွေဖြစ်တတ်တယ်ပြီးတော့အလုတ်ထဲမှာတယောက်နဲ့တယောက်အဲအတွန်းတိုင်လေးညာတတ်တယ်အထက်လူကြီးကမိမိကိုအထင်မြင်လွဲမှားတာမျိုးလေးတွေဖြစ်တတ်တယ် လမ်းခွဲရတဲ့အနေအထားမျိုးလေးတွေအလွန်ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့လည်းလမ်းခွဲရတဲ့အနေအထားမျိုးလေးတွေဖြစ်တတ်ပါတယ်အဲ့တော့အကြောင်းဝင်ပြုလုပ်နေတဲ့ကျန်တာမိသားသမီးတွေရှိရဲဆိုရင်ဒီဘက်တားပြောမှာမိမိတို့လုပ်နေကြအတန်အမီပဲပုံမှန်လုပ်ပါထပ်မှန်ပြီးတော့များများရင်းနှီး မြောက်နံမှုတွေထပ်ပြီးတော့မဆိုင်ထုတ်တင်သေးဘူးဒီတစ်ပတ်တာအတွက်မှာတကယ်လို့ရင်းနှီးမြောက်နံမှုတွေပို့ပြီးတော့လုတ်တယ်ဆိုရင်ကျွန်တော်မိသားစုရဲ့အနေနဲ့ကအရှုံးနေဖြစ်နေမဲ့အလုပ်ထဲမှာငွေတွေသွားပြီးတော့မြုပ်နေမဲ့ပေါ့နော်ကံမကောင်းလို့ပြောလို့ရပါတယ်ရှင်အဲ့တော့ငွေကြေးတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့လေရစရာရှိတဲ့ပတ်စံတွေကမရဘူးပေးစရာရှိရတယ်ပေးနေရလိမ့်မယ်အဲ့တော့ပတ်စံလေးတွေနဲ့ပတ်သက်ပြီးတော့တို့လိုတန်းတန်းလေးတွေဖြစ်နေတတ်တယ်နောက်ဆုံး ကို့မှာလိုအပ်နေရဆိုရင်တော့မှပဲအဖို့တန်တဲ့လက်ဝဲရနာလေးတွေထုခွဲပေါင်းနဲ့ရောင်းချရတဲ့ဒီဖြစ်နေတတ်ပါတယ်။အဲ့တော့ဇလရီသာသမီအနေနဲ့ဒီဘက်တာအတွင်းမှာလက်လာပါကလည်းအင်းငယ်ပိတ်နေတတ်ပါတယ်။အဲ့တော့လက်ရွှင်အောင်ဆိုရင်ဇလရီသာသမီရဲ့အနေနဲ့တော့မလုပ်ရမှာလေဆိုရင် လက်ရှင်စီဖို့တခုရဲ့အတွက်ကကြတော့မိမိတို့ရဲ့မိအိမ်ကဖျားမှာတောက်တော်ရင်ငါခွက်လူရန်ပေးပါအဲ့တော့မကြမကြလေးလူရန်ပေးပါမိရဲ့အချိန်မလိုပါဘူးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတောက်တော်ရင်ငါခွက်လူရန်ပေးပြီးတော့အေဂျင်စီဖို့လက်လာပါလေပုံများစီဖို့ဆုတောင်းပါရှင်အချီးတဲ့အချီးအိမ်တော်ကြီးကိုပြောရမယ်ဆိုရင်ဇာတာရိသသမီးရဲ့ဒီဘက်ကအတွင်းမှာဘယ်လိုဖြစ်နေလဲဆိုတော့ အချင်းမှလည်းမိမိချစ်သူနဲ့လမ်းခွဲရတဲ့အနေအထားမျိုးတော့မရှိဘူး။ဒါပေမဲ့လမ်းလည်းမခွဲရဘူး။နှစ်ယောက်ကလည်းကြောင်နေကြွလို့ပဲ။ကိုကအဖြူဆိုသူကအမဲ၊ကိုကအမဲဆိုသူကအဖြူဆိုတော့ဒွန်တွဲပြီးတော့ အစိုးရနဲ့ပဲဒွန်တဲရီရှိဆက်နေရတဲ့တယ်ဒါမှမတယောက်နဲ့တယောက်ကလည်းမပြတ်နိုင်ဘူးမထားခင်နိုင်တဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်အိမ်တော်ကြီးမှာဆိုလို့ရှိရင်လည်းဒီလိုပဲမိမိရဲ့အိမ်တော်ဘက်နဲ့အာမျက်နှာချင်းမဆိုင်ဘူးဒါမှမဟုတ်ဒီအိမ်တော်ဘက်ကိုလည်းကိုယ်ကပြစ်မသွားနိုင်ဘူးဆိုတဲ့အနေအထားမျိုးလေးပေါ့နော်တယောက်နဲ့တယောက်ကတော့စကားရီကြောက်ကစားဖြစ်နိုင်နေပြဿနာလေးအနေငယ်တက်နိုင်နေဂျားလူဝင်ပြီးတော့နှောက်ရက်တက်တယ်ပေါ်တတ်တယ်ပေါ့နော်အဲ့တော့ ျမ်းမာရေးကျမ်းမာရေးကိုပြောရမယ်ဆိုရင် သွားကြိုက်တတ်တယ်သွားနာတတ်တယ်ဂရင်းမှာ အနာလေးတွေအပူနာလေးတွေပေါက်တတ်တယ်ဂရင်းနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေအနေနဲ့ခံစားရတတ်ပါတယ် ဒါဆိုရင်ဇာတာပရိသသမီးတွေကဒီတစ်ပတ်တာလုံးအတွင်းမှာအရေးကြီးကိစ္စတွေပြုတ်လို့ရင်ကံကောင်းအောင်ခုနကတော့အညံ့နေလဲပျောက်သွားအောင်ကံကောင်းအောင်လက်ရွှင်အောင်ဝတ်ဆင်ရမယ်အကျိုးပေးအရာကမိုးပြရအောင်လေးပဲဖြစ်ပါလေရှင်ကံကောင်းစေမယ်အကျိုးပေးစေမယ်ဌိကနန်းကတော့တိကနန်းကိုကနန်းသုံးညကနန်းလိုပဲဖြစ်ပါလေကံကောင်းလက်ရွှင်စေဖို့ပြုလို့ရမယ်ယရိယာကမိမိတို့ရဲ့နေအိမ်ကဖျားမှာ အနီရောင်ပန်း10ပွင့်လူရန်ပေးရမယ်အဲ့တော့10ပွင့်ကတော့အနည်းဆုံးပြောထားတာပါဖြစ်နိုင်ရင်အဆင်ပြေတော့19ပွင့်လူရန်စီချင်ပါတယ်အနီရောင်ပန်း19ပွင့်လူရန်ပေးရမယ်ပြီးတော့ရင်အုံတိပါရဲမုံ10ခုမုံအတုံးလေးတွေ10တုံးတုံးလိုက်ပါအုံတိပါရဲမုံ10ခုတို့မဟုတ်တတိ10စိမ့်လူရန်ပေးရမယ် လမ်းမှာတွေ့တဲ့ကလေးတွေကိုမုံဘိုးပေးရမယ်မုံဝင်ကြည့်ရမယ်ဒါဆိုရင်ကြတာမိသားသမီးတွေနဲ့အလုတ်ကိုင်းငွေကြီးအချီအိမ်တော်ကြီးအဆက်ဆာရရအဆင်ပြေသွားပါလိမ့်မယ်ရှင် အဲ့တော့မိတ်ဆွေပေါင်းအခုလိုမျိုးဗီဒီယိုတွေကို share ပေးတဲ့သူတွေကို comment ရေးပေးတဲ့သူတွေအကုန်လုံးအားကျေးဇူးထူးတင်ပါတယ်။အချိန်ကုန်ခံပြီးကုန်ခံပြီးတော့ကြည့်ရှုအားပေးတဲ့ခုနှစ်သားသမီးတွေကိုလည်းကျေးဇူးထူးတင်ပါတယ်ရှင်။အဲ့တော့ဆရာမအခုဟောပြောသွားတဲ့ဟောချက်တွေကနေပြီးတော့မကောင်းသောဟောချက်တွေဒီတက်တက်ဆင်အောင်လွှဲပါစီ။ကောင်းသောဟောချက်တွေဒီမိတ်ဆွေတို့ထံသို့မကြချက်ချင်းတက်တက်ဆင်အောင်နှံပြီးရောက်ရှိလာပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။မိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ င်ပြည့်စုံကြပါစေလူရဇဏ၏ပြည့်ဝကြပါစေရှင် တောက်ကြသားသမီးတွေအတွက်မတ်လ16ရက်နေ့ကနေ22ရက်အတွင်းမှာဆိုရင်အလုတ်ကင်နဲ့ပတ်သက်ပြီးတော့အလုတ်တွေအဆအဆအရအဆင်ပြေအောင်မြင်လိမ့်မယ်လုပ်ငန်းထဲမှာရှားရူးတိုးလိမ့်မယ်လစာတိုးလိမ့်မယ်လုပ်ငန်းနဲ့ပတ်သက်တဲ့သတင်းကောင်းတွေကြားရလိမ့်မယ်လုပ်ငန်းမှာလုပ်ဖို့ကင်ဘက်တီရဲ့ချစ်ခင်မှုကိုရရှိလိမ့်မယ်အချက်လူကြီးအမျိုးသမီးကိုညီမဆန်းမှုတွေရရှိပါလိမ့်မယ်အဲ့တော့အလုတ်နဲ့ပတ်သက်တဲ့သတင်းကောင်းတွေအဆအဆအရအဆင်ပြေမှုတွေအလုတ်ကောင်းနေရာကောင်းကိုပြောင်းရွှေ့ရတာမျိုးတွေလည်းဖြစ် တ်ပါတယ်အထုကိုပဲကောင်းမွန်နေပါတယ်အယောင်းဝယ်ပြုလုပ်နေတဲ့တောက်ကြသားသမီးတွေရှိရယ်ဆိုရင်လည်းဒီဘက်တာအတွင်းမှာအယောင်းဝယ်တွေပွင့်လန်းတုတ်တက်နေမှာဖြစ်ပါတယ်ရောင်းမဝယ်ပိုင်းတွေပွင့်လန်းတုတ်တက်မယ်အမြင်ဆွနေမြများရရမယ်လောင်ကစားပြုလုပ်တဲ့တောက်ကြသားသမီးတွေရှိရယ်ဆိုရင်လည်းဒီဘက်တာအတွင်းမှာလောင်ကစားကိစ္စတွေအဆင်ပြေအောင်မြင်အနိုင်ရရှိပါလိမ့်မယ်ငွေကြေးငွေကြေးနဲ့ပတ်သက်ပြီးတော့တောက်ကြသားသမီးကဒီဘက်တာအတွင်းမှာအစာပိုင်းတိမှာအဆင်မပြေတယ်လို့လို့နဲ့ ငွေကြေးနဲ့ပတ်သက်ပြီးလက်ပိတ်နေတယ်လို့လို့ ਨੇ နောက်ရက်များမှာဆိုလို့ရှိရင်တော့ကံနေကောင်းသွားပါလိမ့်မယ်အဲ့တော့လက်လာပါတွေအထူးပေါများလာပါလိမ့်မယ်တံပိုးကြီးလက်ဝတ်ရတနာတွေလည်းအခက်ခဲကြကနေဝယ်ယူစုဆောင်မိနိုင်ပါလိမ့်မယ်ရှင်အခြေအခြေနဲ့ပတ်သက်ပြီးတော့တခုကံကောင်းတာကမိမိရဲ့ချစ်နေရတဲ့သူနဲ့လမ်းခွဲရတဲ့အနေအထားမျိုးလေးတွေကြုံရပါလိမ့်မယ်ဒီလိုပါပဲအိမ်တော်ရေးမှာဆိုရင်လည်းအိမ်တော်ဘက်အပေါ်မှာမိမိကအဆဆရရတိခတ်နေရမယ်အနေအထား မျိုးဖြစ်တယ်လို့အိမ်တော်ဘက်ရဲ့မိမိပေါ်လေပြားမှုဖောက်ပြန်မှုတွေကိုလည်းအနေနဲ့ခံရတတ်ပါတယ်အဲ့တော့အချီးအိမ်တော်ရရောအထုကံညံ့နေပါတယ်ရှင်ရက်တန်လိုက်ရတဲ့ relationship တီတောင်ရှိသွားရတဲ့အနေအထားမျိုးတွေဖြစ်ပါလိမ့်မယ်ကျမကြီးတဲ့ကျမကြီးနဲ့ပတ်သက်ပြီးတော့အစ်စ်အမြင့် ရောင်ရမ်းတာအာယုံကြောနဲ့ပတ်သက်တဲ့ဝေဒနာဥကောင်းနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေအနည်းငယ်ခံစားရကြပါတယ်ပြီးတော့အိမ်မှာရှိနေတဲ့လက်အောက်ငယ်သားတွေနေထိုင်မကောင်းဖြစ်တာမိသားစုထဲမှာနေထိုင်မကောင်းဖြစ်တာမျိုးလေးတွေတော့ကြုံရပါလိမ့်မယ်တော့ကြာသားသမီးတွေအနေနဲ့ match လာ16ရက်နေ့ကနေ22ရက်အတွင်းမှာအရေးကြီးကိစ္စတွေပြုလုပ်ရင်ဝတ်ဆင်ရမယ့်အကျိုးပေးအရာကအသားရောင်အစိမ်းရောင် ဖြစ်ပါတယ်။ကံကောင်းစေမယ့်အကျိုး းပေးစီမဲခြေကနန်းက6တုံများဖြစ်ပါရဲ့ရှင်။အရောတောက်ကြသားသမီးတွေအနေနဲ့ဒီဘက်တာလုံးအတွင်းမှာဆိုရင်ကံကောင်းလက်ရွှင်စီကို ပြုလုပ်ရမယ့်ရည်ရည်ဟာကမိမိတို့ရဲ့နေအိမ်ကဖျားမှာအနီရောင်ပန်းသို့မဟုတ်အဝါရောင်ပန်း6ပွင့်ပြုလည်ပေးရပါမယ်။ပြီးရင်နေအိမ်ကဖျားမှာနွားနို့ နှစ်ခွက်လှူဒန်းပေးရပါမယ်။နွားနှုတ်မရတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်လည်းနှုတ်ထမင်းနှစ်ပကံလှူဒန်းပေးပါ။ပြီးတော့နွားနှုတ်ပါတဲ့အစာအစာလေးနှစ်ပွဲလောက်လှူဒန်းလိုက်မယ်ဆိုရင်လည်းအဆင်ပြေပါတယ်။ပြင်းပြပါကမိတ်ဆွေတွေ ပြုလုပ်လို့ရအောင်ပါရေရာကိုအလွယ်ကူဆုံးပေးထားပါရယ်အလွယ်ကူဆုံးနဲ့အချီရောက်ဆုံးပါမိစေများအားလုံးအခုလိုမျိုးဗီဒီယိုလေးကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်အဲ့တော့ဆင်မဟောသွားတဲ့ဟောချက်တွေရဲ့မှာညံ့နေတဲ့ဟောချက်တွေမကောင်းသောဟောချက်တွေကမိစေတို့အတွက်တက်တက်ဆင်အောင်လဲပါစေကောင်းသောဟောချက်တွေဒီမိစေတို့ခြံသူမကြချက်ချင်းရောက်ရှိပါပါစေမိစေပေါင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတွေပြည့်စုံကြပါစေလူရဆန္ဒတွေပြည့်ဝကြပါစေလူစုမကောင်းအောင်ကြောင်းပေးလိုက်ပါရှင် စနေသားသမီးတွေရဲ့ဒီတစ်ပတ်တာအတွင်းမှာအလုတ်ကင်ကိုစတင်ပြီးတော့ဟောပြောပေးပါမယ်။အဲ့တော့စနေသားသမီးတွေဒီအလုတ်ကင်နဲ့ပတ်သက်ပြီးတော့အလုတ်ချဲမှာအနှောင့်အယှက်အတိုက်ခံလေးတွေပေါ်တတ်တယ်။အလုတ်နဲ့ပတ်သက်ပြီးတော့မိမိကိုယ်တိုင်စိတ်ဆင်းရဲရုံနဲ့မကစိတ်ညစ်ရုံနဲ့မကမိမိမှာ အမေရှိသေးတယ်အိမ်မှာကြီးကဲသူတွေရှိတယ်ဆိုရင်အဲ့ကြီးကဲသူတွေကပါမိမိရဲ့အလုပ်နဲ့ပတ်သက်ပြီးတော့သူတို့ကပါလိုက်ခံစားပြီးတော့သူတို့ကပါစိတ်ညစ်ရတဲ့အနေအထားမျိုးလေးတွေအထိကြုံရတတ်တယ်အလုပ်မှာအနှောက်အယှက်လေးတွေပေါ်တတ်တယ်မိမိနဲ့လုပ်ဖို့ကံပတ်ရချာမှာသူတို့ကမနာလိုလို့ချောက်တွန်းတာအခုရုံးလုပ်တာမျိုးလေးတွေဖြစ်တတ်တယ်အနေငယ်သတိထားပေးပါကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့စနေသားသမီးတွေရှိရယ်ဆိုရင်လည်းဒီဘက်တာပြမအယောင်းဝယ်လေးအေးနေတတ်တယ်မိမိကိုပြိုင်ဆိုင်တိုက်ခိုက်ပြီးတော့ရောင်းမဲ့သူတွေ ဈေးရောင်းမဲ့လူတွေဈေးနှိမ်ပြီးရောင်းမဲ့လူတွေပေါ်လာတတ်ပါတယ်။ငွေကြေးတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့တခုတော့ရှိတယ်။စနေသားသမီးတွေကဒီလိုပဲတာအတွက်မှာငွေကြေးကံကောင်းလားဆိုတော့ကောင်းတယ်။မကောင်းလားဆိုတော့လည်းမကောင်း။အဲ့တော့ ကံက50 50ဘလို့50 50လဲဆိုရင်မိမိရဲ့စိတ်ကငွေတွေကငါစီလာနေပြီငါကတိန်းဘလောက်ဝင်နေပြီတိန်းဘလောက်ပြနေပြီဆိုတာမျိုးအာယုံပြုထားရင်ပတ်စံတွေရလာလိမ့်မယ်လက်လာပါးတွေပေါ်လာလိမ့်မယ်အဲ့လိုမဟုတ်ဘူးအယောင်ငွေတွေကလည်းမကောင်းဘူးအေးလိုက်တာအလုပ်တွေကအဆင်မပြေဘူး ်ရှိနေတဲ့ပတ်စံတွေကလည်းကုန်နေတာပဲမရှိဘူးဆိုပို့ကုန်တယ်ဒီလိုအတွင်းတွေငွေတွေရောပို့ကုန်လေအဲ့တော့စနေသားသမီးအနေနဲ့ဒီဘက်တာအတွင်းမှာလက်ရွှင်ခြင်းနဲ့လက်ပွင့်ခြင်းနဲ့ဆိုရင်မိမိရဲ့စိတ်ကငွေပုံကြီးကိုပတ်စံပုံကြီးကိုအာယုံပြုထားပါပတ်စံတွေရနေပြီလို့အာယုံပြုရင်ရလာလိမ့်မယ်အဲ့တော့ပတ်စံတွေကုန်နေပြီလို့အာယုံပြုရင်ပတ်စံတွေကုန်သွားလိမ့်မယ်အထူးသဖြင့်ထားပါမိမိရဲ့စိတ်ကဒီဘက်တာအတွင်းမှာအရေးကြီးပါတယ် အချင်းရေးရဲအချင်းနဲ့ပတ်သက်ပြီးတော့နေနဲ့နှစ်ဖက်မြင်နေတဲ့အနေအထားမျိုးလေးတော့ဒီမှာမြင်နေရပါတယ်။အဲ့တော့မိမိရဲ့ချစ်သူကိုသိပြီးတော့မယုံစားပါနဲ့ချစ်သူကတော့လည်းကောင်းမိမိကိုယ်ရံရတော့လည်းကောင်းဖောက်ပြန်မှုလေးတွေနေနေကြုံလာတတ်တယ်။မိမိစိတ်ကမပိုင်းတော့မိမိကိုလာရောက်ပြီးတော့အယုံဝင်တဲ့သူတွေကြောင့်အနေငယ်အဲ ရှင်းရိုင်တော်လေးဖြစ်တတ်တယ်။တာယာမှုလေးလည်းဖြစ်တတ်တယ်။အိမ်တော်ကြီးမှာဆိုတဲ့ဒီလိုပဲအိမ်တော်ဘက်အပေါ်မှာမိမိကဖောက်ပြန်ပြီးတာတော့မိမိရဲ့အိမ်တော်ဘက်ကမိမိပုံမှာဖောက်ပြန်နေတာ၊လိနေတဲ့ဘက်နေတာမျိုးလေးတော့ဖြစ်တတ်တယ်။ဒါကဆရာမတိတိဆန်ဆန်ကြီးဖြစ်မယ်လို့မပြောလိုပါဘူး။ဆရာမပြောတဲ့ဟောချက်ဒီလုံးဝမှန်မယ်လို့မပြောလိုပါဘူးနော်။တချို့သစ္စာရှိနေတဲ့လူလည်းရှိပါတယ်။အဲ့တော့အနေငယ်တော့တည်ထားပေးပါဦး။ အဲ့တော့ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဒူးတစ်ဖက်နာတတ်တယ် အေးပတ်တဲ့ရေချိုးမတဲ့အနေနဲ့ဒီကိစ္စတွေပါဆူဆူဝိုင်းမရှိပါဘူးအဲ့တော့စနေသားသမီးတွေဒီဒီဘက်တာအတွင်းမှာအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့ပဲအဆင်မပြေမှုတွေနေနေကြုံရမှာပါစနေသားသမီးတွေအနေနဲ့မတ်လ16ရက်နေ့ကနေ20ရက်နေ့အတွင်းမှာ အရေးကြီးကိစ္စတွေပြုလုပ်ရင်ဝတ်ဆင်ရမယ်အချိုးပေးအရာကအဝါရံဖြစ်ပါတယ်အဝါထဲမှာအဝါနုအဝါရင်ဘရောင်းချောက်အကုန်ရပါတယ်ကံကောင်းစီမဲ့အချိုးပေးစီမဲ့ချီကနန်းက 3 7 3ဖြစ်ပါတယ်။ကံကောင်းလက်ရှင်စီကိုပြုလို့ရမယ်။ရေရာကစနေသားသမီးရဲ့အနေနဲ့မိမိတို့ရဲ့နေအိမ်ကဘုရားမှာအဝါရောင်ပန်း3ပွင့်လှူဒါန်းပေးရပါမယ်။ပြီးတော့ လက်ဖက်ရချူချူလေး၃ခွက်လှူဒန်းပေးမယ်။ဒါမဟုတ်လက်ဖက်သုံး၃ခွက်လှူဒန်းလိုက်မယ်ဆိုရင်တော့စနေသားသမီးအနေနဲ့ကံညံ့ခိုက်ယူပြပြောက်ပြီးကန်စာတာတွေပွင့်လန်းတိုးတက်လာမှာပဲဖြစ်ပါရဲ့ရှင်။အဲ့တော့အားလုံးသောမိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။လူရဆန္ဒတွေပြေဝကြပါစေလို့ဆင်မထားတဲ့ဇနီးတော်မိတ်ဆွေတို့ကိုဆုမွန်ကောင်းတောင်းပေးလိုက်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်။